ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ငွေကြေးကြက်တဲ့ကင်းစင်နိုင်တဲ့ review မှာအချက်လေးတစ်ချက်ကိုဝင်ပြပေးသွားကြပါမယ်ကျွန်တော်တို့ဒီနေ့ခေတ်မှာဒီလူလက်တန်းစားအများစုကြုံနေရတဲ့ပြဿနာတစ်ခုပြပါဆိုရင် lifestyle inflation ဆိုတဲ့ပြဿနာပဲဖြစ်ပါလေ။ lifestyle inflation ဆိုတော့ကျွန်တော်တို့ဝင်ဝင်နေနေတဲ့ချိန်မှာအတုံးစိတ်ကနည်းနည်းပဲရှိပြီးတော့ဝင်ဝင်များလာတဲ့ချိန်မှာအတုံးစိတ်ကလည်းလာပြီးတော့တက်လာတာမျိုးဖြစ်ပါတယ်။ တကွေပဝင်းချင်းမှာတတိထားခြင်းနဲ့ပြေပူလိုက်မယ်ပေါ့နော်။မလူတယောက်ကကျွန်တော်တို့ကဝင်ဝင်နင်းနေချိန်မှာကျွန်တော်တို့ကနည်းနည်းပဲသုံးနေ။အသုံးစိတ်ကကျွန်တော်တို့ဒီလိုအပ်တာတွေပဲသုံးနေပေါ့နော်။ဝင်ဝင်တက်လာချိန်မှာတော့ကျွန်တော်တို့ကဒီအခုတော့အရေးကြီးကြီးမကြီးကြီးကျွန်တော်တို့ရှောက်သုံးတာနဲ့ရှောက်ဝဲတာတွေရှိတယ်ပေါ့နော်။မဟုတ်ဝင်ဝင်နင်းနဲ့တိုးလာပြီဆိုရင်ကျွန်တော်ဒီ update ပစ္စည်းတွေသုံးရင်လာတယ်။နောက်တစ်ခုကဒီ branded ပစ္စည်းတွေနောက်ကိုကျွန်တော်တို့လိုက်လာတာမျိုးတွေရှိတယ်ပေါ့နော်။တက်ပို့ပြီးတော့ညားလာပြီဆိုလို့ရှိရင် မာဒီလက်ဇရီပစ္စည်းတွေပေါ့နော်စိတ်ခံကားတွေစိတ်ခံအိမ်တွေတော့ကျွန်တော်တို့ကဒီခီးတွေရှောက်သွားတာမျိုးတွေပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကပို့ပြီးတော့မှအသုံးစိတ်တွေပို့ပြီးတော့များလာတာမျိုးတွေအသတိထားမျိုးပဲထင်ပါတယ်ခလူလက်တန်းသားအများစုရဲ့ပြဿနာကသူတို့ငွေရှာတာကျွမ်းကြတယ်ပေါ့ဝင်ဝင်ကောင်းကောင်းရှိကြတယ်ဒါပေမဲ့ပြဿနာပါလေဆိုသူတို့မှဒီငွေကြေးစီမံခံအောင်မှုကတော့အားနေတာတွေအများကြီးတွေ့ရတတ်ပါတယ်ဥပမာ budget စီမံပြီးတော့အသုံးဆွဲတာမျိုးတို့နောက်တစ်ခုကဒီ saving လောက်တာနောက်အလီအနာဂတ်အတွက် investment လောက်တာတွေဒါတွေမှာတော့ များစုကအားနဲ့တက်ကြပါတယ်တချို့ဆိုလို့ရှင်ဒီကိုယ့်ရဲ့အနာဂတ်အတွက် financial planning ကောင်းကောင်းမလုပ်ကြတော့တာမဟုတ်ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ခင်မှာဆိုလို့ရှင်ပို့ပြီးတည်တာတယ်ပေါ့နော်ဒါခေါ်ကြတာတော့ hyper consumerism ပေါ့ဒီအလွန်ကျွန်သုံးဆွဲတာနော်အလွန်ကျွန်ဝယ်ယူတာပေါ့နော်ဒါမျိုးတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဒါလည်းတော်တော်လေးသတိပြုဖို့ကောင်းပါတယ်ဥမာကျွန်တော်တို့ကကိုယ့်ရဲ့80နာချင်းတယောက်ယောက်ကိုယ့်ရဲ့ဘေးနားတယောက်ယောက်က ဒီ PC တစ်ခုဝယ်ပြီဆိုတော့ရှင်ကျွန်တော်တို့ကဒီ mobile light mobile ဘန်းနဲ့မနေနိုင်တဲ့မျိုးတွေဖြစ်တကြပါဘာ။ဒါပေတော့အိမ်ဘေးနာနောက်ဆုံးပေါ် TV တစ်လုံးဝယ်လိုက်တာမျိုးဆိုကျွန်တော်တို့ကလိုက်ပြီးဝယ်ရှင်ကြရတယ်။မှာကွယ်အိမ်ဒီနာချင်းကားအသက်တစ်စီးဝယ်ပြီဆိုကျွန်တော်လည်းကားအသက်တစ်စီးဝယ်ရှင်တာမျိုးဒါမျိုးတွေဖြစ်ကြရတယ်ဆိုတော့ဟိုဒါကျွန်တော်တို့ဒီအသုံးစနစ်ပတ်သက်လို့တော်တော်လေးသတိပြုတဲ့နဲ့သတိထားတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီ emotion ရပါတော့နော်။လိုက်ဝယ်တဲ့ဟာမျိုးတွေရှိတယ်။ဥပမာ emotion ရကျွန်တော်တို့က shopping ထွက်ရင်းပဲဖြစ်ဖြစ် ကျွန်တော်ဆိုရှယ်မီဒီယာတော့ရင်းနဲ့ဒီကြောင်ညာတစ်ခုတွေ့လို့ပဲဖြစ်ဖြစ်ပစ္စည်းတစ်ခုအသက်တွေ့ပြီဆိုလို့ရှိရင်အခုအတွက်လို့လို့မလို့လို့ကျွန်တော်တို့ကရှောက်ပြီးဖွင့်ရှင်းကြတာမျိုးတွေရှိရပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီ emotion ကိုမထိန်းနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘလိုလားတဲ့အတုံးစိတ်တွေတက်လာတာမျိုးတွေဖြစ်လာမှာဖြစ်ပါတာဒါကြောင့်မို့ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ဒီငွေရှာတာတစ်ခုတည်းနဲ့မဟုတ်ပဲနော်အတုံးဆွဲကိုလည်းကျွန်တော်တို့ကအသတိပြုဖို့အရေးကြီးပါအတုံးဆွဲကကျွန်တော်တို့ဒီလိုအပ်တာတက်ပို့လာပြီဆိုလို့ရှိရင်ကိုယ်ဒီအကျွေးနှုန်လေးကို တုံးဖို့နိုင်တဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါဒါကြောင့်မို့ကျွန်တော်တို့ကဒီငွေကြေးနဲ့ပတ်သက်လို့ရှိရင်ငွေရှာတာအပြင်ဒီအသုံးစနစ်ပတ်သက်လို့လေ့ကျင့်ဖို့တော့ဒီ Spanish habit ကလည်းကျွန်တော်တို့ကအစမှတ်ချက်ကိုကြည့်ကြည့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်